တရုတ်ဥရောပဆက်ဆံရေးပုံမခိုင်မာအားကောင်းအောင် ဆောင်ရွက်မည်ဟုဆုံးတရုတ်ဥရောပဆက်ဆံရေးပုံမခိုင်မာအားကောင်းအောင်ဆောင်ရွက်ပြီးတည်ငြိမ်တဲ့ဖို့ပြောတိုးတက်မှုအခြေအနေတည်းရဲ့ရောက်ရှိအောင်မြင့်တင်ဖို့အတွက်ပြင်သစ်နိုင်ငံနဲ့လက်တွဲလှုပ်ဆောင်မှုမျှော်မှန်းထားကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ရီကပြောကြားလာတာကိုရိုက်တာသတင်းမှပါရှိပါတယ် တရုတ်နိုင်ငံသားရေဝန်ကြီးနဲ့ပြင်သစ်တမရတန်တမန်ရေးရအကြံပေးတော့မလ16ရက်နေ့နောက်ပိုင်းကဖုံးပြောဆိုမှုအပြီးမှာတရုတ်ဥရောပဆက်ဆံရေးပုံမခိုင်မအားကောင်းအောင်ဆောင်ရွက်ဖို့ကိစ္စထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ရှုပ်ထွေးတဲ့အခြေအနေတွေညှိနှိုင်းဆွေးနွေးခြင်းဖြင့်တီချောင်းစီးပွားရေးနဲ့ကုန်သွယ်ရေးဆိုင်ရာပဋိပက္ခတွေကိုဖြေရှင်းဖို့အတွက်တရုတ်နဲ့ဥရောပအနှံ့ရဆလုံးအတွက်ရေးကြီးကြောင်းဝန်ကြီးကပြောကြားထားပါတယ်။ ပြင်သစ်ဘက်ကလည်းကုံတွေရေးစစ်ပွဲနဲ့အကောက်ခွန်စစ်ပွဲတွေကိုစတင်ပြီးတရုတ်နိုင်ငံနဲ့ညှိနှိုင်းမှုတွေကနေတစိစီးပွားရေးနဲ့ကုံတွေရေးဆိုင်ရာပဋိပက္ခတွေကိုကောင်းစွာဖြေရှင်းဖို့ဆန္ဒအရှိကြောင်းလည်းပြောကြားထားပါတယ်။ဖြစ်ပွားနေတဲ့ရုရှားယူကရိန်းအရေးနဲ့ပတ်သက်ပြီးတရားမျှတပြီးရေရှည်တိသက်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တည်းရဲ့ရရှိရေးအတွက်လည်းမျှော်လင့်လျက်ရှိတယ်လို့ပြင်သစ်ဘက်ကပြောကြားထားပါတယ်။ မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်